ားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ DR YouTube Channel တို့ကနေကြိုဆိုပါရစေ။ကျွန်တော်တို့ဒီကနေ့မနက်အစောပိုင်းမှာတော့ Arsenal တင်းနဲ့ပတ်သက်တဲ့သတင်းကြော်လေးနဲ့လောက်ဆွေးနွေးသုံးသပ်ကြအောင်။ဒါဒီကနေ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့စနေနေ့ဖြစ်သွားပြီ။ဒါစနေနေ့ဖြစ်သွားပြီ။မနက်ပြန်ကြလို့ရှိရင်ဒါကျွန်တော်တို့တွေဒါ Premier League ပွဲစဉ်ကိုရှိတယ်။ဒီတော့ဒီကနေ့မနက်မှာကျွန်တော်တို့ Arsenal အသင်းကဒါ Crystal Palace နဲ့ပွဲစဉ်တို့ဒါအချို့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်။ ဒီအချိုးသတင်းစာရှင်းလင်းပွဲမှာဆိုလို့ရှိရင်ဒါဒန်ရကစားသမားတွေအကြောင်းကိုလည်းမေးထားတာရှိသလိုဒါပြူရပြီဆိုလို့ရှိရင်ဒါဒန်ရထက်ရထားတဲ့ကစားသမားတွေပြူရဆိုဒီနေ့အမ်မနေ့ပြန်ပွဲစဉ်မှာပေါ့လေဒါဘယ်ကစားသမားတွေပါဝင်လာနိုင်တယ်ဆိုတဲ့အကြောင်းတွေကိုဒါမီခေးအာဒေတာက ပြောကြားထားတာမျိုးတွေရှိတယ်ဒီတော့အရင်ဆုံးနေနဲ့ကျွန်တော်တို့ဒီဒါမာတင်အိုနီကက်သတင်းနဲ့အရင်ဆုံးစလိုက်အောင်ဒါ သတင်းစာရရှင်းလင်းပွဲမှာမီကေးအာဒီတာကိုဒါမာတင်အိုရီကရဲ့ဒဏ်ရာကဘယ်လိုအခြေအနေရှိလဲမာတင်အိုရီကဘယ်တော့ပြန်လာနိုင်မလဲဒါမျက်ခင်းစိမ့်ဒီပုံမှာကျွန်တော်ရဲ့အတင်းကောင်းဆောင်မာတင်အိုရီကကဒါဘလူတိုင်းတာလောက်ထိဒါလှုပ်ရှားမှုတွေပြုတ်လုံနေပြီလဲဆိုတဲ့ပုံမှာတော့မီကေးအာဒီတာကသူ့အနေနဲ့အမြန်ဆုံးပြန်လာနိုင်ဖို့အကောင်းဆုံးတွန်းအားပေးခံရတာမျိုးမရှိဘဲနဲ့ဒါဟိုမာတင်အိုရီကအနေနဲ့တက်တောင်းတတရှိနေတယ် တေးကြတာတစ်ခုကဒါသူ့ဒဏ်ရာကအခြေအနေလင်းလင်းမမြန်ကောင်းလာတယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကိုပြန်လည်ဖြေကြားထားတယ်မီဂေးအာဒေတာရဲ့ဒါပြောကြားချက်တွေထဲမှာဆိုလို့ရှိရင် ဒါမာတင်အိုရီကက်ပြန်လာဖို့အတွက်ကျွန်တော်တို့လောနေစရာမရှိဘူးဆိုတဲ့ပုံစံဒီပါမင်းဒါပြီးရဆိုလို့ရှိရင်ကျွန်တော်တို့တွေကမာတင်အိုရီကက်ကိုအချိန်ကောင်းကောင်းပေးရမယ်ဆိုတဲ့ဒါပုံစံမျိုးတွေပါတယ်ဗောလေဒါဘာဒီနေရာမှာကျွန်တော်တို့ဒါအထင်သားမြင်နေရတဲ့အချက်တစ်ချက်ရှိတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့အာဆင်နယ်မှာအရင်တော့ဆိုလို့ရှိရင်ဒီလိုမာတင်အိုရီကက်လိုကစားသမားမျိုးဒါဒဏ်ရာရသွားပြီဆိုလို့ရှိရင်တေးကြတယ်ကျွန်တော်တို့အာဆင်နယ်အသင်းကအနည်းနဲ့အများရင်းရိုင်နေပြီ ဒါပေမဲ့ဒီနေ့ရာဒီမှာတော့ဒီမာတင်အိုရီကက်လို့ကစားသမားမျိုးဒါဒယ်ရထတာဖြစ်သည့်တိုင်အောင်ကျွန်တော်တို့အာဆင်နယ်အသင်းကရင်းရိုင်သွားခြင်းမရှိဘဲနဲ့ဒါကိုလန်းကိုတက်တက်မမတ်ရှောက်နိုင်နေသေးတယ်ဆိုတဲ့ပုံစံမျိုးတွေအကျွန်တော်တို့တွေ့မိခဲ့ရတယ်ဗောလေနောက်ထပ်တယောက်အနေနဲ့ဒါ Gabriel Magahi ဗောလေ Gabriel Magahi နဲ့ပတ်သက်ပြီးတော့ဒီကစားသမားအဖော်ကိုဘယ်လိုမြင်လဲဆိုပြီးတော့ဒါမီဒီယာတွေက Mickey Arteta ကိုမေးမြန်းထားတယ် အဲဒီနေရာမှာတော့ Mikey R Data ကဒီကစားသမားကတကယ်ကိုကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ကျွန်တော်တို့သူ့ကိုပိုင်ဆိုင်ရတာတိတ်ကိုဂုံယူမိတယ်သူရှိနေတဲ့အာဆင်နယ်အနောက်တန်းကတကယ်ကိုဒါလုံခြုံစိတ်ချမှုအပြည့်အဝပေးစွမ်းနိုင်တယ်ဆိုပြီးတော့ဒါ Gabriel Magahe နဲ့ပတ်သက်ပြီးတော့ Mikey Arteta ကပြောကြားထားတယ်ဒါတစ်ဆက်တည်းမှာပဲ Gabriel Magahe ကဒါကျွန်တော်တို့ပြီးခဲ့တဲ့ Champions League ပွဲစဉ်အပြီးမှာဒါကစားသမားရဲ့6ရောက်မှာဒါခြေချင်းဝင့်မှာပေါ့လေ ဒါတရားအနေငယ်ရရှိထားတယ်ဆိုပြီးတော့ဒါမီဒီယာတွေကိုပြောကြားထားတယ်ဒါမီ KR data ရဲ့ပြောကြားချက်တွေထဲမှာဆိုလို့ရှိရင်ဒါ Gabriel Magahe ကအခုချိန်ထိ training ပြန်မလုပ်နိုင်သေးဘူးဆိုတဲ့ပုံစံတွေပါတယ်အခုလာမဲ့တနင်္ဂနွေနေ့ပွဲစဉ်မှာဒီကစားသမားကိုသူ့အနေနဲ့အနာပေးကောင်းပေးသွားနိုင်တယ်ဆိုတဲ့ဒါပုံစံမျိုးတွေပြန်လည်ဖြေကြားထားတယ်နောက်တစ်တယောက်အနေနဲ့ဒါ Mike Arteta ရဲ့ပြောကြားချက်တွေထဲမှာဆိုလို့ရှိရင် Declarize နဲ့ပတ်သက်ပြီးတော့လည်းပြောကြားထားတယ်ဒါဟုတ် တဲ့မီဒီယာတွေကမေးမြန်းထားတယ် Declarize ကဒီယာဒီမှာတော်တော်လေးခြေစွမ်းပြနေတယ်ဒါ Declarize နဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းတော့ပြောပြပါဦးဆိုတဲ့အနေထားတစ်ခုမှဒါ Mikey Arteta က Declarize ကနောက်တစ်စိတ်ကိုရောက်သွားပြီဆိုတာကျွန်တော်တို့တွေလက်ခံရလိမ့်မယ် ဒကန်ရိုက်စ်ရဲ့ကစားပုံနဲ့ဒကန်ရိုက်စ်ရဲ့အသင်းပေါ်အကျိုးပြုပုံတွေက ကျွန်တော်တို့အသင်းအတွက်အရန်ကိုအရေးပါတဲ့ခန်းကဏ္ဍမှာရှိနေပြီးတော့ဒကန်ရိုက်စ်လိုကစားသမားမျိုးကိုကျွန်တော်တို့အာဆင်နဲ့အသင်းဒါအရခေါ်ယူထားနိုင်ခြင်းကဒါအသင်းအတွက်အကောင်းဆုံးအစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုပြီးတော့ဒါမီကေအာဒီတာက ပြန်လည်ဖြေကြားထားပါတယ်နောက်တစ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့မနက်ဖြန်မှကစားမဲ့ဒါခရစ်စတယ်ဘဲလီနဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဗောလေဒါချီအစည်း EVG အစည်းနဲ့ပတ်သက်ပြီးတော့ဗောလေဒါမီကေအာဒီတာက ်သူကတကယ်ကိုအကောင်းဆုံးအဲအလုံးလုံးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ဒါပွဲထဲမှာတော်တော်လေးအယုံဆိုင်နေတဲ့ကစားသမားကြီးတွေကတယောက်ဖြစ်တယ်သူနဲ့ပတ်သက်ပြီးဘာတန်တရားမှရှိမနေဘဲနဲ့သူကပွဲကိုအကောင်းဆုံးထိ ච්චු ကစားနိုင်တဲ့ကစားသမားတယောက်ဖြစ်တယ်ဆိုတာကျွန်တော်ယုံကြည်နေတယ်ဆိုပြီးတော့မီခေးအာဒီတာကပြောကြားထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်အာဆင်နယ်တင်းကိုဒါဒီယာဒီမအသစ်ရောက်လာတဲ့ကစားသမားအသစ်လေးဖြစ်တဲ့ပီယရိုအင်ဂပီနဲ့ပတ်သက်ပြီးတော့ဒါဒီနေ့မှာတော့ သတင်းတွေကပေါ်ပြထားတာရှိတယ်ဒါကပါလဲဆိုတော့ပီအရိုအင်ဂပီအနေနဲ့အာဆင်နယ်အသင်းကိုရောက်လာတဲ့အချိန်ကစပြီးတော့ဒါသူ့အနေနဲ့ဒန်ယာလီနဲ့ရင်ဆိုင်ရတယ်ပရီးမီးယားလိမာဒါပွဲကစားချိန်ကောင်းကောင်းမရသေးပဲနဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒါပြိသက်တွေကလည်းမြင်ကျင်နေတာမျိုးတွေရှိတယ်ဒီနေရာမှာသတင်းမီဒီယာတွေပေါ်ပြချက်အရာပေါ့လေကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ကစားသမားအသစ်ပီအရိုအင်ဂပီအနေနဲ့တဒံယာတွေကနေအခုဆိုလို့ရှိရင်လင်းလင်းမြန်မြန်တက်တာလာပြီးတော့ကြန့်ခိုင်မှုဘိုင်းကတော်တော်လေးပြေးဝနေပြီးတော့ ီကျွန်တော်တို့မနက်ဖြန်ကစားမဲ့ Crystal Palace နဲ့ပွဲစဉ်မှာတော့မှဒီကစားသမားကပါဝင်သွားနိုင်မှုရှိတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားပါတယ်။ နောက်ထပ်သတင်းပုံအနေနဲ့ဒါ David Raya က Gabriel ရဲ့ဟိန်းစီးနဲ့ပတ်သက်ပြီးတော့ပြောကြားထားတာရှိတယ်။ဒါကပါလဲဆိုတော့ Gabriel ရဲ့ဟိန်းစီးကတကယ်ကိုကောင်းတဲ့သူတယောက်ဖြစ်ပြီးတော့ဒါ Gabriel ရဲ့ဟိန်းစီးရနောက်တန်းအစုဖွဲ့ကိုဒါတောင်တင်းတဲ့အစုဖွဲ့တစ်ခုဖြစ်အောင်ဒါတည်ဆောက်နေတဲ့သူတယောက်ဖြစ်တယ်။သူကကျွန်တော်တို့ကိုအမြဲတမ်းတိုက်ခိုက်နေတဲ့သူတွေကတယောက်ဆိုတော့ကိုဒါကျွန်တော်တို့လက်ခံရလိမ့်မယ်။ဒါကပါလဲဆိုရင် အာဘယ်လိုပြောမလဲဂါဘီယယ်ဟင်းစီးကဒါကျွန်တော်တို့အသင်းသားတီတယောက်ချင်းစီဒိုင်းရဲ့စိတ်ပိုင်းဆိုင်ရာကိုအကောင်းဆုံးနှိုးဆွနိုင်တဲ့သူတယောက်ဖြစ်တယ်ဆိုပြီးတော့ဒါဒေဗစ်ရာယာကပြောကြားထားပါတယ်။ဒါဒီကနေ့ကတော့ဒါအာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေပဲဖြစ်ပါတယ်။အဲကျွန်တော်ညူကိုတီရောဒါခရစ်စတပယ်လစ်နဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါဘလို့ထင်မြင်မိတာတွေရှိလဲ။ကောမဝဲအောင်မချက်ပေးသွားလို့ရပါတယ်။ဒါကျွန်တော်တို့အာဆင်နယ်အသင်းကမလိုက်ဖက်ကြလို့ရှိရင်ပရီးမီယာလိပွဲစဉ်ကိုကစားမယ်။ဒါကြောင့်ဒီနေ့ညမှာဆိုလို့ရှိရင်တော့ဒါအဲ့ဒီပွဲစဉ်နဲ့ပတ်သက်တဲ့ဒါကျွန်တော်တို့ပ ပွဲချို့သုံးသက်ချက်လေးတွေဒါကျွန်တော်ညံမီတလောက်လေးကျွန်တော်ဆွေးနွေးသုံးသက်ပေးသွားမယ်โอเคပါအားလုံးကိုကျေးဇူးတင်ပါတယ်